ယူကမက်ဒီနဲ့ချန်ပီယံစ်ပရိသတ်များအားလုံးပဲမင်္ဂလာပါကျွန်တော်အခုသုံးသက်သွားပွဲကမနီးညကစားသွားတဲ့အာဆနယ်အသင်းနဲ့အက်လက်တီကိုမက်ဒရစ်အသင်းတို့ပွဲအာဆနယ်ကအိမ်ခွင်းအမ်ရစ်မှာ4-0နဲ့နိုင်ရတဲ့အာဆနယ်အသင်းအတွက်ဂါရီမက်ဂါဟေးစ်မာတီနယ်လီပီရိုဗက်တာယော့ခရက်စ်တို့ကိုနှုတ်ကူနဲ့အတူဒါအနိုင်ရခဲ့ပေါ့နော်ဆိုတော့ညာလေးကတော့လောက်ကိုပဲထိုင်ပဲအရင်နောက်ကျနေလို့ဒီမနက်အဲ့ရနှုန်းကထားပြီးတော့ဒီပွဲ review ပေါ့နော်ဆိုတော့ဒီပွဲကအာကျွန်တော်တို့ ်ဘယ်လိုပြောရမလဲဆိုတော့ဟို a tale of two halves လို့ပဲပြောရမယ်ပထမ45မိနစ်ပထမပိုင်း45မိနစ်မှာနီးပြနှစ်ဦးစလုံးဟိုတယောက်နဲ့တယောက် tactical lock up ဖြစ်နေတယ်ဒါဒုတိယပိုင်းမှာကျတော့ Arsenal အသင်း statement ကိုမြင်ရတယ်ဆိုရယ်ပွဲဆိုတော့ပထမ45မိနစ်အကြောင်းအရင်ပြောရရင်ပထမပိုင်း45မိနစ်ဟာဟို chess board ပေါ်ကနီးပြဟာ အားဆန်းတဲ့ပွဲနည်းပြအားပြိုင်နေတဲ့ပွဲမျိုးဖြစ်ခဲ့တယ်။ Atletico Madrid အသင်းရဲ့ pressing ကတော်တော်ကောင်းတယ်။ပြီးတော့ combat ဖြစ်တယ်။ပြီးတော့သူတို့ရဲ့ဒီစီကံပိုင်းပေါ့နော်ဒီ game အတွင်းမှာသွားကစားတဲ့ဒီ tactical စီကံပိုင်းတော်တော်လေးကောင်းတယ်။ Arsenal ကဘောလုံးကိုဟိုအတွက်ချက်နဲ့ကစားတယ်။သူတို့စိတ်ရှိရှိနဲ့ကစားတယ်။ဒါပေမဲ့နည်းနည်းလေးသူတို့ရဲ့ပေါက်ခွဲအားသူတို့ရဲ့ဒီထက်မြတ်မှုနည်းနည်းလေးယော့နေတယ်။ဆောစောပြောလို့ပဲနီးပြနှစ်ဦးဟာ ဟို tactical lock up ဖြစ်နေဟိုတယောက်နဲ့တယောက်ပိတ်ထားတဲ့တကားတွေကိုတယောက်နဲ့တယောက်မဖွင့်နိုင်ကြဘူးစင်မျိုးနီးရဲ့ကစားသမားတွေကသူတို့ရဲ့ identity ကိုလုံးဝအပြုအဝပြနိုင်တဲ့အပိုင်းလို့ပြောလို့ရတယ် billion the lines တွေမှာသူတို့ space လုံးဝမပေးဘဲကစားတယ် arsenal အသင်းရဲ့တိုက်စစ်ကစားသမားတွေကိုဒီအစွန်တွေကိုရောက်သွားအောင်လို့ဒီ wide area တွေကိုရောက်သွားအောင်လို့သူတို့တွန်းထုတ်တာနဲ့တွန်းထုတ်နိုင်တယ်သူတို့ ဒီအဲ့အတွက်ကိုသူတို့ဒီ force အများကြီးပေးနိုင်ခဲ့တယ် forcing လုပ်နိုင်ခဲ့တယ်ဆိုတော့ Atletico Madrid ရဲ့ဒီပထမကြီးကစားပုံက Arsenal အတွက်တွေမှာကောက်အောင်ဒါတစ်ကဘာလုံးက အသင်းနေ Atletico နဲ့တွေ့ရင်ဒီလိုပဲဟိုဖြစ်တယ်အဲ့ထက်မှ Arsenal လည်းပါခဲ့တယ်ဆိုတော့တွေ့ရတယ်ဒါပေမဲ့ Mikel Arteta ရဲ့အသင်းကဟိုထားပါတော့ကျွန်တော်အခွင့်အရေးတွေအကြောင်းတော့မပြောတော့အခွင့်အရေးတွေကဟိုအရင်အားကောင်းတဲ့အခွင့်အရေးတော့မဟုတ်ဒါပေမဲ့ဒီ Eze ရဲ့ကံချက် အဲ deflect လေးနည်းနည်းဖြစ်ပြီးတော့ guarantee ပြန်ထွက်လာတဲ့ Declan Rice ပိတ်တယ်မဝင်ဘူးဆိုတာမျိုးတွေ Arsenal ကိုရနိုင်ကြည်တော့ရှိခဲ့တယ်။ဒါပေမဲ့ Arsenal အကောင်းဆုံးပုံစံမဖြစ်ခဲ့သေးဘူး။မဖြစ်သေးဘူးဆိုတာကအကောင်းဆုံးပုံစံမရပြီမယ့် Arsenal ရဲ့အားတော်ချက်ကသူတို့ရုပ်ပြဆင်းပြဘယ်တော့မှဖြစ်မလို့ဘူး။ AACC ပဲသူတို့ကတကယ် methodical ဖြစ်တယ်။သူတို့လုံးဝ hurry မဖြစ်ဘူး။ဟိုပြီးတော့ Atletico Madrid ကိုအဆက်မပြတ်သူတို့ဒီ ဖိအားပေးဖို့စူးစမ်းနေတယ်။ဒါပေမဲ့အဲ့လိုစူးစမ်းတဲ့အခါမှာဘရုံးသုံးကမလို့ဘူးစိတ်ရှိလက်ရှိနဲ့ AC သွားနေတယ်။ဆိုတော့အာဆနယ်ကအသင်းကြီးတဲ့တော်တော်လေးစံတော်တွေ့ရတယ်။ပထမအင်းကစားပုံတွေကဆိုတော့ဟိုပရိသတ်တွေအနေနဲ့စိတ်ပြရတဲ့ပွဲမျိုးမဟုတ်ခဲ့ဘူးအာဆနယ်ပရိသတ်တွေအနေနဲ့လက်ဒီကိုမက်ဒရစ်ကတော့ဒီလိုပုံစံနဲ့လာတယ်ဒီတိုင်းပဲကောင်းတယ်သူစိတ်ရှိလက်ရှိနဲ့ကိုရောက်လို့စူးစမ်းနေဆိုတော့ feeling ရတယ်။ဒါပေမဲ့ဒုတိယပိုင်းမှာတော့လုံးဝ second half detonation ကလုံးဝပြောင်းသွားတယ်အထူးသဖြင့် caramel haze ရဲ့ frigate defrigate မှာအဲဒီ gomatric အတင်းအဲ့ frigate မတိုင်ခင်ကအာဆနယ်ကတောက်လျှောက်ဖိအားပေးနေပြီကိုသွင်းကနေရနေပြီဒါပေမဲ့ဒီ56မိနစ်မှာပေးလိုက်ရတဲ့ဒီဟိုကောင်းတိုက်ကိုပေါ့နော် set piece ပေါ့အာဆနယ်ဟာတကယ် set piece နဲ့ပတ်သက်ရင်ကမ္ဘာ biggest threat အတင်းဆိုတာသိပါလေရတယ်အဲ့ဒီ gomatric ကအဲ့အတင်းမှာမှာ ထိန်းချောင်းနိုင်ဆုံးကစားသမားကဂါဘရီယယ်မက်ခဟေးဆိုတာဒီပါလေးနဲ့ဒီဖရီကစ်ကိုကာဝယ်တဲ့အချိန်မှာဂါဘရီယယ်ကလူအုပ်စုကြီးနဲ့ဟိုခက်ကင်းကင်းနေတယ်မာကင်နေရမှာမရှိဘူးအန်ရယ်ရှိတဲ့ဇုံမှာမရှိဘူးဒါပေမဲ့ဂါဘရီယယ်မက်ခဟေးဆိုကစားသမားမျိုးကိုအဲ့လိုသွားထားတာကအမှားပဲ तू ကဘယ်နေရာမှာနေနေကိုသွမ်းမဲ့နေရာကို तू မရရောက်အောင်လာမှာ तू မာကင်မထားမနဲ့အလွတ်ပြေးခိုင်းလို့မရအောင်ဆိုတော့အဲ့အလွတ်ပြေးခိုင်းလို့လေအလာဒီကမတ်ကိုပြီးလိုက်ရတာတိုက်သွားတဲ့ကိုကတော်တော်ကောင်းတယ် ဂါရီယာဟာအာဖနယ်ကိုအဲ့လိုပဲအကြိမ်ပေါင်းများစွာကယ်တင်ခဲ့သလိုပဲဒီပွဲမှာလည်းဇွေမန်ဒီရဲ့ delivery ကအရန်ကောင်းသလိုအဲ့ဒီကြလာမဲ့ဘောလုံးကိုဒီလူအုပ်စုရဲ့ဒီအနောက်ဘက်ကနေပြီးတော့အရှိကိုတိုးဝင်လာပြီးတော့ဟိုတင်းပြီဆိုတာနဲ့အရှိကိုဖြတ်ထွက်ပြီးတော့အဲ့ဒီဟိုဘောလုံးကြနိုင်ကြီးရှိတဲ့နေရာကိုတွားပြီးတော့တုံးဆိုတိုက်ချသွားတယ်တော်တော်ကောင်းတယ်တိတ်မကြဘူးပေါ့နော်ဒါကျွန်တော်တို့ဒီ14မိနစ်ဟာဒီဂလာဒီကိုမက်ဒရစ်အတွက်ငရဲခံ14မိနစ်ပဲ အာဆနယ်နောက်ထပ်နောက်ထပ်နောက်ထပ်အဲ့ဒီမှာအလန်ကွန်မက်ဒရစ်အသင်းရဲ့ psychological resistant ကိုပျောက်ဆုံးသွားတယ်မိနစ်ပိုင်းအတွင်းမှာအာဆနယ်ကတန်ဘိုက double ဖြစ်သွားတယ်အဲတိတ်မကြောက်ဘူးဒီ martinelli ဒါဒီ goal အတွက်တော့ဟို MLS တွေကိုတော်တော်လေးချစ်ကျူးတယ် down shot line breaking runs ဒီတစ်ခုသူလှုပ်လာတယ်အဲ့ ball carrying ability ကသူ့မှာကောင်းပြီးသားအဲ့အနေအထားမှာခင်မလေးရဲ့ဘောလုံးကောင်းလို့ဒါရက် maternally အတွင်းသွားတဲ့အဝေးကိုင်းအသားလေး ကန်သွားတဲ့ကန်ကြလဲတော်တော်လေးကောင်းတယ်ထိုးစီရောအဲ့နောက်တော့ကျွန်တော်တို့ဒီ Vita Jokeras ဒါ Big Vita Jokeras ကရှေ့ပွဲတွေမှာလဲ Arsenal အတွက်ဟို Bouters ကိုသူပြနိုင်တယ်ဒါပေမဲ့သူလိုအပ်နေတာဂိုးမရတာပဲဟို Bouters ကို Arsenal အသင်းရဲ့တိုက်စစ်မှာအဲ့ဒီ Bouters မှာဟိုမမမမရှိနေပြီဂိုးသွင်းမဲ့သူမရှိခဲ့ဘူးအရင်တော့ကအခုရှိလာပြီဒါပေမဲ့အရင်တော့ကဒီ Bouters မှာမမရဲ့ အမေဟိုတွေးမဲ့သူမရှိဘူးမဲ့အရင်တော့ကအာဆနယ်ရဲ့ပုံစံကတမျိုးကြောက်စရာကောင်းတယ်အခုကကြတော့နောက်ထပ်ပုံစံတမျိုးအဲ့ပုံစံအတွက်ကိုသွားနေတဲ့အခါမှာချွေးရင်ကြက်လေးတွေရှိသေးတယ် Yorkers အနေနဲ့လည်းလောရမာတွေရှိသေးတယ်ဒါပေမဲ့တေချာတာကသူအာဆနယ်အတင်းအတွက်အဲ့ဇုံထဲမှာတိုင်ဘက်တွေကိုအငဲသူဒုက္ခပေးနိုင်သူရဲ့ holder play သူရဲ့ link play ပြီးတော့ဒီသူ press လုပ်တဲ့ပုံစံအဲ့ဒါတွေကိုသွင်းတာကလို့ရင်သူကစားတာကအားလုံးအဆင်ပြေတယ် ဒီပွဲမှာတော့အဆင်အပြေဆုံးဖြစ်သွားတယ်သူရဲ့ဒီတတိယဂိုးရောပြီးတော့နောက်ဆုံးဂိုးကဂါရီမဂါဟေးထပ်ပြီးတော့ကောင်းတိုက်ပြီးတယ်ထုံးစံအတိုင်းမှာကန်အလော့အနေထားကနေပြီးတော့လူအစုရဲ့အနောက်ကနေကောင်းတိုက်ပြီးတယ်ယောက်ကစပိတ်သူမျိုးတော့ဒါ4-0ဖြစ်သွားတယ်အဲဒီနောက်ပိုင်းတော့ဒီအာဆနယ်အတွက်ပွဲကဘာမှတိတ်မလိုအပ်တော့တက်တယ်က control ပဲလုပ်သွားတယ်ဟိုကစားသမားတူအချင်းစီလည်း collective freedom ဖြစ်တယ်အိုအသင်းလိုက်စုပွဲမှုလေကျစ်လက်မှာကြောရဲဆိုတဲ့ပုံစံမျိုးတွေ့ရတယ်ဆိုတော့ဒါကတော့ Arsenal 4-0 ဒီအလာဒီကမရပေါ်နေပါတော့ဒီတော့ခဲ့တာဖြစ်ပါတယ်တ िश ူအားပေးခဲ့ကြတယ်ပြည်သူများအားလုံးအထူးပဲကျေးဇူးတင်ပါတယ်